အနာဒိန်စစ်တပ်ဟာပါရာမော်တာလို့ခေါ်တဲ့စစ်တပ်လေးတွေကို အသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေကို စကိုင်းမကွေမန္တလေးနဲ့ပဲခူးတိုင်းတို့လိုမြေပြန့်ဒေသတွေမှာပုံမှုလှောက်ဆောင်လာနေပါတယ်။အနာဒိန်စစ်တပ်ကဒီစစ်တပ်လေးတွေကို2024ခုနှစ်ကစတင်ပြီးကင်းထောက်ဖို့အတွက်အသုံးပြုနေရကနေနောက်ပိုင်းမှာတော့လေကြောင်းပုံကျဲတိုက်ခိုက်ရမှာပါ အသုံးပြုလာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ6ရက်နေ့ကစကိုင်းတိုင်းချောင်းမြို့နယ်အတွင် တရင်ကျွလာပညာမိထွန်ပွဲကျင်းပနေချိန်မှာစစ်တပ်ကစက်တက်လေးဒီအုံပြုပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံတွေအစုလိုက်အပြုံလိုက်တေဆုံခဲ့ရပါတယ်။တရင်ပြရတယ်ပေါ့နော်။နမခါနေတက်လာချင်း။ဘုံမနဲ့ဗော်ဒီယာယာဒီပါမိုတာက နမခါနေထွက်လာမယ်ဆိုပြီးတော့မှအဲတရှိဒီတော့တက်ခဲမှုတုံးတဲ့နေရာရောက်ဖို့ဆိုတာက5မိနစ်မိနစ်20လောက်လို့ကြာတယ်ဗျ။ ကျွန်တော်တို့ထင်နိုင်ရတဲ့အချိန်တုန်းကကျွန်တော်တို့ဂျာရဲစပောက်တွေမထင်မရလိုက်တာပေါ့နော်ဆက်ရက်ပြီးလာပြီးတော့အဲဒီကြောင့်တိုက်တော့သူတို့အရှင်တက်လာတာပေါ့နော်အဲကျွန်တော်ဒီကြောင့်တိုက်မဲ့နေရာရောက်ရင်တော့ဆက်ပြန်လို့လားမလို့လားတော့အဲမသိရဘူးဆရာဒီမှာလည်းကွင်းထဲမှာလည်းလူကြီးအများကြီးစူးမြင်နေရတာကိုအဲ့ဒါတော့မသိလိုက်ဘူးစတက်လီရီတွေကလေဒီမှာဆက်အင်ဂျင်တက်ဆင်ထားပြီးသွားလို့ရဦးတီချက်ကိုပယ်ထိန်မောင်းနေနိုင်တဲ့ယင်အမျိုးအစားဖြစ်ကောင် ူနဲ့အတူတတ်မှတ်အလေးချိန်အတိုင်းပစ္စည်းတည်ဆောင်မောင်းနေနိုင်ပါတယ်။တင်းနေရညွန်ပြနိုင်မှုအတွက်ကိုတော့ GPS စနစ်ကိုအသုံးပြုကြပါတယ်။အင်ဂျင်နဲ့မောင်းနေတာဖြစ်ပြီးတော့အနှိမ့်ပြန်အနှေးပြန်ရင်းအမျိုးအစားဖြစ်တဲ့အတွက်ဆက်တက်လီဒီဖြတ်တန်းရလမ်းကြောင်းတစ်လျှောက်မှာဆက်တန်းကိုကြဲကြဲလောင်လောင်နဲ့ကောင်းကောင်းကြားရလိမ့်ရှိပါတယ်။ဒီနေ့ဖြစ်ရတယ်တို့အတုံးပြလာတာအဲဟိုပါ ဖြစ်တော့တော့မယ်ပေါ့နော်။အော်ဘာလို့လဲသူတို့မှအတွေ့အကြုံတွေကောင်းကောင်းရလာပြီ။ဒီဆက်သက်လေးကြီးရဲ့အားသာချက်တွေအားနည်းချက်တွေသူတို့ကောင်းကောင်းသိသွားပြီ။ပန်းနဲ့လာပြီနော်ပန်းနဲ့လာတဲ့ခါကျတော့သူတို့အလေထူရဲ့မြေမြေအနေထားမှုဒီပဲသူတို့လိုရသလိုပေါင်းပေါင်းဆက်ချေတုံးတာနိုင်တဲ့အနေထားလေးကိုသိပြရတယ်။ပြီးတော့လေကြီးဆိုတဲ့မျိုးကလည်းလေကြီးဟုံလေးနဲ့အတိုက်တည်းရှိမဲ့တဲ့သူဆက်သက်ပြီးတော့မှအဒီလေကြီးဟုံလေးနဲ့သူသူပြင်မဲ့နေရာတစ်ခုကိုအဲသူရောထိန်းချုပ်ပြီးသွားမှာပဲပေါ့နော်။လိုရမှာဆက်ချင်းလေးတင်မယ်။အဲလိုရတဲ့ဟာမျိုးသွားတာဖြစ်တဲ့အတွက် အောက်ကလူထည့်ထားဖို့ပေါ့နော်သူလက်တွေ့အကွယ်ပေါ့သူ့ဆက်တယ်ကြီးအများကြီးချင်းနေအောက်ကအများကြီးသတိပြုနိုင်တာရှိတဲ့အတွက်သူတူတူတုံ့ကြုံရင်းနဲ့ထည့်ထားနိုင်မှုအတွက်သူဆက်ကိုအခြေတက်ပြီးတော့အပုံမှန်မျိုးစုံနဲ့ထင်ကြောင်ပြန်တန်းတော့အသွားတာရည်ချိကနိုင်တယ်ပေါ့နော်ဆက်တက်လေဒီအမျိုးအစားဖြစ်တာကြောင့်အားနေချက်အနေနဲ့တောတောင်ထူထပ်တဲ့နေရာတွေမှာ ပြန်တန်းရင်အနေရရှိနိုင်ပါတယ်။ဒါအပြင်ဆက်တက်လေဒီတွေဟာအတန်ကျဲတဲ့အပြင်ခက်နှိမ့်နှိမ့်နဲ့နှင်းနှေးတာပြန်တန်းနိုင်တာကြောင့် လေကြောင်းပြင်းရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ထိန်းချုပ်ရာဒေသတွေမှာအသုံးပြုခြင်းမရှိတာကိုတွေ့ရပါတယ်။ဒါပေမဲ့ထိရောက်တဲ့ဂင်းထောက်စနစ်နဲ့ကာကွယ်ရေးဆက်လက်နက်တွေမရှိတဲ့သကိုင်းမကွေမန္တလေးနဲ့ပဲခူးဒေသတွေမှာတော့ဆက်တက်လေးဒီအနေရကိုမကြာခဏကြုံနေရပြီးလူသေဆုံးမှုတွေပါဖြစ်ပွားနေတာပါ။ကလာရတော့ဘာလို့ဆိုရင်တော့ကျွန်တော်တို့တရင်ရတယ်ပြအဲ့လို group တွေကနေအဲ့လိုပြန်ပြောပြရတော့ရှိတယ်ကျွန်တော်တို့ကကြတော့သခိုင်းလာတော့ကကြတော့အဲ့ တ်ကြွေစက်တွေဘာညာကြီးอ่ะအထိုင်စက်တွေအရောမျိုးဟိုသူ့နေနဲ့သူရှိရလေတမျိုးနဲ့တမျိုးနဲ့ဆိုရင်အဲ့လိုနှလုံးတောင်းတော့အထိုင်ထိုင်လာတယ်တကူစက်ချောင်းတက်တာဖြစ်ဖြစ်လင်းလာပဲဖြစ်ဖြစ်အဲ့လိုပြန်မရတောင်းရောက်ပြောဆက်တိုင်ပေါက်ပြီးရဗျာဒီဘက်မှာကျတော့အဲ့လိုစက်တွေဘာကြီးကလည်းအားနေမရှိဘူးမရှိတော့ဟိုဖုန်းနဲ့ပဲအလုပ်လုပ်ကြများတယ်အဲအကြောင်းမို့အဲ့ဒါတော့အားနည်းရဖြစ်တာပေါ့ဒီစက်တက်နေတွေကထုတ်လုပ်မှုကုန်ကြစရိတ်နှဲပါတယ်လို့ လူအင်အားနဲ့နဲ့နဲ့ပြက်မှတ်ကိုတိတိယောက်ယောက်ပြက်ခတ်နိုင်တာကြောင့်အာဏာသိမ်းစစ်တပ်ကတွင်တွင်ကျယ်ကျယ်အသုံးပြုနေတာပါစစ်တပ်လေဒီတွေမှာအသုံးပြုတဲ့လေဒီစားတွေကိုမိတိလာချင်းမြင်တဲ့အထည်ချုပ်ဆက်ယုံမှာထုတ်လုံနေပြီးအသုံးပြုတဲ့ဆက်ပစ္စည်းကရိယာတွေကိုတော့ပြည်ပကနေ ပေါပေါများများဝယ်ယူရရှိနိုင်ကမိတိလာအခြေဆိုင်တမတော်အကြီးစားဆက်ယုံတာကဆ30မှာတက်ဆင်နေတာလို့ CDM အရာရှိတွေထံကသိရပါဗျာ အသုံးပြုရတဲ့လောင်စာဆီကလည်းလင်းရင်ဆီကိုအသုံးပြုဖို့မလိုပဲပုံမှန်ဓာတ်ဆီကိုသာအသုံးပြုနိုင်တဲ့အတွက်အကုန်အကျနေပါပါတယ်။ယခုပါရာမော်တာကတော့ကျွန်တော်တို့ပြောရမယ်ဆိုတော့ဆိုင်ကင်မောင်းတဲ့သူလိုမျိုးပေါ့နော်လူတိုင်းတက်မောင်းလို့ရတဲ့အနေအထားမျိုးရှိတယ်။အဲ့တော့ပြီးရင်အောက်ကနေလည်းကျွန်တော်တို့ကပြန်ပြီးတော့ခုခံပြစ်ခတ်နိုင်မှုအတွက်ဆိုရင်ကျွန်တော်အောက်ကမြေပြင်ကလူကပူပြီးအားသာချက်များတယ်။ဒီကတော့ကြက်ကြလဲသူတို့တပါးမင်းအရင်ဒီမင်း မမြောင်အရင်ကြီးနဲနဲနဲအဲသူတို့လိုသလိုတိုက်ခွက်ကိုပေါ်ပေါ်လုံနိုင်တယ်ပေါ့နော်အဓိကတော့လေချောင်းအေးတာမှုကတော့အရေးကြီးတယ်စစ်ပွဲတွေမှာဒီလေချောင်းအေးတာမှုကိုအဖို့နဲ့အိုးခွဲတွေနဲ့ခင်းနောက်ပြန်ဆွဲပြီးတော့ပေါ့နော်ခင်းနောက်ပြန်ဆွဲလိုက်တာဒါတွေကကျွန်တော်တို့ဒူဒီဒုတိယကမ္ဘာစစ်လောက်မှာခရေကတုံးခဲ့တဲ့ဟာတွေတကယ်ဒီဖွံ့ဖြိုးပြီးနိုင်ငံစစ်ပွဲတွေမှာတုံးလို့မရဘူးကျွန်တော်တို့ဗမာပြည်မှာပဲလေချောင်းရရင်လက်နဲ့မရှိလို့ဒီဟာတွေကိုတုံးလို့ရတာ ပြီးခဲ့တဲ့ဧပြီလအတွင်းကပခုတ်ကူမြို့တမ101ကထွက်လာတဲ့စက်တက်လီဒီတစီကိုဒေတာရင်းကာကွယ်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ဘာမာ Revolution Rangers တပ်ဖွဲ့ကပြစ်ချနိုင်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဒီစက်တက်လီဒီတွေကိုဝင်းပစ်စစ်လက်နက်တွေနဲ့ပြစ်ချနိုင်တယ်လို့ပြန်တမ်းမှုအမြင့်ပေးနေရင်စနိုက်ပါတွေချေမုံရင်ရိုင်ဖယ်တွေနဲ့လည်းပြစ်ချနိုင်တယ်လို့ဆိုပါတယ်။စက်တက်လီဒီတွေကနိုင်ငံတကာမှာအပျော်စီးရင်တစ်မျိုးအဖြစ်အသုံးပြုနေကြတာဖြစ်ပေမဲ့ အနာသိန်းစစ်တပ်ကတော့ကုန်ကြစရိတ်များတဲ့လေရင်အသုံးပြုမှုအစားစစ်တပ်လီဒီတွေကိုအသုံးပြုလေကြောင်းတိုက်ခိုက်မှုတွေကို ပို့ပြီးတော့လှုံ့ဆော်လာတာဖြစ်ပါတယ်။ပြည်သူလူထုနဲ့တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့စစ်တပ်လီဒီအနေရကိုကာကွယ်နိုင်မှုအတွက်ထိရောက်တဲ့လေကြောင်းကင်းထောက်စနစ်နဲ့လေကြောင်းရကာကွယ်ဖို့စစ်လက်နက်ပစ္စည်းလိုအပ်တယ်လို့တိုက်ခိုက်နိုင်စွမ်းမြင်ကွင်းကိုရှော့ချနိုင်မှုလူစုလူဝေစုစည်းမှုကိုလည်းအတတ်နိုင်ဆုံးရှော့ချဖို့လိုတယ်လို့ဗိုလ်မှူးနောင်ရုံးကမှတ်ချက်ပြုပါတယ်။ ဒီလိုစနစ်သုံးမျိုးတော့ပေါင်းဆက်ကျင့်သုံးကာကွယ်ဖို့လိုအပ်တယ်။ဘန္ဒာယိုအားလုံးပြန်ချုပ်ပြောရရင်တော့တူလင်းဆောင်ဖေးဒီမှာစစ်တပ်ရဲ့ကြောင်းလင်းလာတဲ့တိုက်ခိုက်မှုပုံစံလေးပါရာမိုဒါရဲ့အဲကျင့်သုံးလုပ်ဆောင်လာတဲ့စနစ်ပြောပုံစံလေးတိုက်ခိုက်မှုပုံစံလေးဒါတွေပေါ်မူတည်ပြီးတင်ကန်းတဲ့ပို့ထုတ်ပြီးတော့လူထုကိုအပ်ဒိတ်ရေးချက်လက်ပြီးအမြောက်ပြီးပြထားဖို့လိုအပ်တယ်လူထုကသိနေမှလူထုကချက်ကျင်နေမှဖြစ်တယ်